မင်္ဂလာပါရှင်။မော်ဝင်ကျောင်းတော်ရန်ဒီကျူဆူလိုက်ပါတယ်။ဒီနေ့မှာတော့စာရေးဆရာမင်းဟိခန့်အုတ်တာဒီပရဲ့မရဏရွာသူဆိုတဲ့ဇလန်းလေးရဲ့အပိုင်းတစ်ကိုတင်ဆက်ပေးသွားမှာပါ။ကျေးဇူးတင်ပါတယ်ရှင်။မရဏရွာကြီးလာမိတ်ညဖြစ်တယ်။အမောင်တို့ကတက်ရှိသရဝါတို့မြက်ကန်းတပွဲဖြစ်စေတယ်။စိတ်ရိုင်းတက်သူတို့လည်းတွေးမျိုးမျိုးဖြစ်ပေါ်စေတယ်။ဆိုရင်ကြောင်ရုံထိန်းနှံအောင်လဲဖန်တီးနိုင်တဲ့တဘာဝစွမ်းအားရှိတယ်။ အနေရကနေလှုပ်ခင်းအောင်ဆိုပြီးအမောင်ကပုံွက်ရတခုဖြစ်နိုင်ပေမယ့်အမောင်ထဲမှာမမြင်ရတဲ့အနေရတွေရှိနေတတ်တာကိုသတိမူရမယ်။ဒီလမ်းမိုက်ညမှာမြဝကျုံးပေါ်ဒေသမှာရှိတဲ့ရေချောရွာကြီးကိုလည်းအမောင်တို့ကဝါမျိုးလျက်ရှိတယ်။လမ်းမိုက်ညဖြစ်တဲ့ပြင်မိုးကာလလျောက်တိမ်တိုက်မဲတွေကလည်းအုပ်ဆိုးထားသေးတယ်။ရွာနေဝင်းကျင်တစ်ခုလုံးမှာလည်းတိတ်ဆိတ်ငြိမ်သက်နေပြီးအချိန်အားဖြင့်ညနေတကောင်ကြော်ခဲ့ပြီ။အမောင်ထထောင်ပူပြီး မဲမိုက်တိတ်ဆိတ်နေချိန်ရေကြောရွာတရွာလုံးမှာရှိတဲ့ရွာသူရွာသားတွေအိမ်မပျော်နိုင်ကြသေးဘူးကလင်းလူကြီးလူငယ်လူရွယ်မကြံရှိရှိသမျှလူအလုံးဒီညကိုစိတ်ပြက်မုန်းတီးစိုးရင်ကြောက်ရွံ့ကြတယ်ထူးသဖြင့်လကွေညဆိုရင်မရောက်ခင်ရက်ကြိုတွေကစိုးရင်စိတ်ဖြစ်ခဲ့ကြတယ်လူတိုင်းရဲ့စိတ်ထဲမှာဒီနေ့ညဘယ်ရဘသူ့အလှည့်များလဲမိမိတို့အိမ်များဖြစ်မလားမိမိကိုယ်တိုင်လည်းဖြစ်နေမလားဆိုပြီးကိုစီအတွေးတွေဝင်နေကြရတယ် တေဘေးကိုကြောင်ရုံနဲ့တားကောင်ကရကြော်ကွင်းမိတဲ့အချိန်မုတ်ဆူးကိုမြင်သလိုမျိုး သူတို့မှနှလုံးမငြိမ်ဖြစ်ရတော့တယ်ဒီအချိန်ရှုပ်တရက်ကြီးအာပူရဲအမလေးရေးရေးပေးပါရွာလေပိုင်းကအတန်းနဲ့ကြီးတစ်ခုညင်မောင်ရံတွင် ဖောက်ထွင်းထွက်ပေါ်လာတယ်လက်တန်းကြီးတုံးလန့်ပြူတဲ့အတန်းနဲ့ခွေးဦးတန်းတွင်လည်းစက်တိုက်ထွက်ပေါ်လာတယ်ခဏကြာမှစူးစူးညံ့ညံ့အတန်းတွေအားလုံးတဖြည်းဖြည်းငြိမ်ကျသွားတယ်ကန်ဆိုးသွားသူအတွက်စိတ်မကောင်းပေမဲ့ ရွာသားရီရှင်နေနေငယ်တော့ပေါ်ပါသွားတယ်။တော်ပါသေးရဲ့ငါမဟုတ်ပါလား။တယောက်တော့သွားရှာပြီ။ဒီလိုတီရိုးတန်နေထွက်ပေါ်လာခဲ့တယ်။အချို့ကစိတ်မအေးနိုင်သေးပေမဲ့နောက်ထပ်တနာကန်အေးအေးဆေးဆေးနေရပြီဆိုတဲ့အတွေးတွေနဲ့ကလေးငယ်တွေကိုချော့သူအားချော့တိတ်သူအားတိတ်ရင်အိတ်ဖို့ပြင်လိုက်ကြတော့တယ်။အခုမှစိတ်ရင်းနဲ့အိတ်နိုင်ကြတော့တာကြောင့်ပူပင်ကြောက်ကြစိတ်နဲ့ဇောချွေးတွေတိတ်ပြီးအိမ်တီးတီးကမိရိုင်ခွန်ညိမ့်ပြီးအမောက်မှာအိပ်ပျော်ခဲ့ကြတော့တယ်။ ီလိုဖြစ်နေရတာကြာလှပြီဖြစ်ရဆိုရင်တော့အစိုးရမှတာမန်လို့ထင်ခဲ့ပေမယ့်အခုနောက်ပိုင်းမှာတိတိတသာအခြေအနေဆိုးလာတယ်ဖြစ်ပြပုံကခုလိုလာခွေညာရောက်လာပြီဆိုတိုင်းနောက်နေ့မနက်မိုးလင်းတာနဲ့ရွာမှာအာသူပါရင်တခုရှိကိုရှိနာတော့မှဖြစ်တယ်တစ်ချိန်တစ်ခါမဟုတ်တော့ပေလာခွေညာတိုင်းရွာသားတူထူးထူးဆန်းဆန်းတိတ်ဆုံးမှု ရွာသားတွေတတိထားလာမိတယ်ကျမဆိုရင်ဖြစ်လာခြင်းအကြောင်းရင်းကိုတိတိကျကျမပြောနိုင်ပေမယ့် အားလုံးတန်တရာရှိခဲ့ဖြစ်ရတခုကတော့ရွာမှာရှိနေတယ်ဒီလိုနဲ့မနှက်လင်းခဲ့ပြီညအသေးဆုံးသွားသူအိမ်ကနေငိုတန်ခက်တဲ့တဲ့ကြာနေရသေးတယ်သေဆုံးသူကရွာတကြီးဥမြင့်ရွှေရဲ့ဆွေမျိုးတည်းကဖြစ်တယ်နေမြင့်တဲ့အထိအတုပကိစ္စအတွက်ရွာသားတွေဝန်းဝန်းပြင်ဆင်ပြီးချိန်မှာတကြီးဥမြင့်ရွှေကတင်ရလုံးမောင်းခတ်လူစုလိုက်တော်တယ်တတူတူမြည်တမ်းထွက်ပေါ်လာပြီးတဲ့နောက်ရေကြောရွာသားတွေအားလုံး တကြီးအိမ်ရှိခြံဝန်းထဲမှာအစဉ်ပြေသလိုထိုင်လိုက်ကြတယ်။ရွာတကြီးဦးမြင့်ရွှေကစပွဲတန်းလျာမှာမိမိထိုင်ရင်းဂုံသီးညှက်လိုက်သေးတယ်။ခဏကြာရွာသားတွေစုံလင်ပြီးလို့ထင်ရတဲ့အချိန်မှာဦးမြင့်ရွှေကဂုံတရားပစက်ထဲထိုးွားရင်းမတည့်ရက်တယ်။ညနာရှင်ရှင်လန်းလန်းမရှိပဲတခုခုကြောက်လန့်နေပုံရတယ်။ကိုဆွေမျိုးထိခိုက်ပျက်စီးတော့မှကြောက်လန့်တက်လာပုံရတယ်။ဦးမြင့်ရွှေကရွာသားတွေကိုဝေ့ကြည့်ရင်းအားလုံးသိတဲ့အတိုင်းပဲရွာရဲ့ကက်ဆူကြီးကိုဖြည့်ရှင်းမှုပါ။ ဒီကိစ္စကိုဘလို့ဖြေရှင်းမလဲဆိုတာအလုံးခုတ်ပြီးတော့တိုက်မြင်တာပါဘလို့ကြံတွေရှိကြလဲတူးချင်းပြောနိုင်ပါတယ်ပြောပါဒီလိုပဲဆက်ဖြစ်နေမယ်ဆိုရင်တော့ကြံတဲ့ရွာသားတွေအလုံးဒီပါပြောင်းတဲ့နေထင်ပါရဲ့တကြီးမဟုတ်ရင်တရွာလုံးပြတ်ပါတော့မယ်ဒီလိုလည်းမဖြစ်သေးဘူးလေငါတို့ရွာလဲရီရာတွေအကူပြီးတော့နေရတာပြောင်းမယ်ရွှေ့မယ်ဆိုရင်တခြားအရှက်မှာလောက်ကိုင်းစားဖို့ဆိုတာမနှွယ်လပြီဦးနောက်ပြီးတော့နေရာတိတရွာလုံးရွှေ့ပြောင်းမှုဆိုတာမဖြစ်နိုင်သေးပါဘူးကွာတကြီး ကျုပ်တော်ဒီမှာမှဖြစ်နေတာတွေကိုစင်စာမိနေရလို့ထင်ပါရဲ့တကြီးနားလေတက်တင်ရဲ့ဆရာကြီးနဲ့တိုင်မင်မီဖြည့်ရှင်းမယ်ဆိုရင်ရမယ်ထင်ပါတယ်အေးဒါလည်းဖြစ်နိုင်တာပါပဲဒါပေမဲ့ဘယ်အရက်ကဆရာကိုပင့်မလဲနီးနားမှလည်းဒီလိုကိစ္စတွေတက်တင်နားလေဆရာရဲ့လို့မရှိသလောက်ရှားတယ်ဂိုင်းနေကတော့ဒေါ်ဘုတ်ခမညာဒီကိစ္စနိုင်နိုင်နေနေမဖြည့်ရှင်းနိုင်ဘူးလားမရနိုင်ပါဘူးတကြီးရဲ့ကျုပ်နဲ့တွေကိုပင့်ဖိတ်တိုင်တည်ပြီးကျိုးချောင်းမေးတာတော့မှနဲ့တွေဆရာဘလို့အတိတ်နဲ့မိတ်မှမပေးဘူး ကျင်းစာလာပါလာတိတိကြကြမသိရပဲကျမတောင်းဝမယူဝတ်ပါဘူးခတ်တော်ခတ်ပြီဒီအတိုင်းနေကြပြန်ရင်လေရွာသားအလုံးကြောက်ကြောက်လန့်လန့်နဲ့လကွေညာတိုင်းကြုံနေရတာတွေဖြစ်ဆိုးတွေဟာအပြီးသက်သွားမှာမဟုတ်ဘူးရွာသားအလုံးပဲတခုခုတော့တေးချအောင်လုပ်မှဖြစ်မယ်ရွာသူရွာသားတော်တော်များများတကြီးကိုမသိမသာမျက်စောင်းထိုးကြမင်းငေါ်ကြတယ်အစိုးရမှရွာသားတွေကတကြီးကိုဖြစ်ရဆိုရေးအကြောင်းတတိပေးအကြောင်းကြားခဲ့ပေမယ့်တကြီးကမယုံသလိုနဲ့ အတိဟန်ဆောင်ခဲ့တယ်။အခုမျက်စိရှိမှတယ်။တကြီးဆွေမျိုးတို့ပြင်းပြင်းထန်ထန်ဝေဒနာခံစားရပြီးအသက်ထွက်သွားမှကြောက်လန့်ကြတိုက်မင်းနေခြင်းပဲ။ဖြည့်ရတွေအားလုံးရဲ့အကြောင်းကံရလဲတကြီးဦးမြင့်ရွှေရဲ့ပေယောကမကင်းတာတင်ရွာလုံးတိနေတော့လူအများစိတ်ထဲတင်ရွာရွာတနှုံနှုံဖြစ်နေတယ်။တကြီးဦးမြင့်ရွှေဟာတင်ရွာလုံးနဲ့တိုက်မင်းရင်လွန်ခဲ့တဲ့နှစ်တွေကကိစ္စရက်တစ်ခုကိုစဉ်းစားမိရန်တူတယ်။ဒေါသတကြီးနဲ့တော်တော်စိတ်ပြက်ဖို့ကောင်းတယ်မကောင်းဆိုးရမှာဆုံးမှာ ေတာတော့ရွာကိုဒုက္ခပေးသွားသေးတယ်။မွေးတွေကအသေးလေးမွေးလာရမှာ။ခုတော့ကွာအနောက်ရှက်ပဲ။ရွာတကြီးတူမပြောတင်တာတွေပြောနေပြီ။တေပြီးသားသူအပြစ်တင်နေတယ်လို့ပြောဆိုနေလိုက်သေးတယ်။တကြီးဆိုလိုတဲ့ဆုံးမမကောင်းဆိုးဝါးမဆိုတဲ့စကားကိုတရွာလုံးနားလေတယ်။ဘသူပဲပါဖြစ်တာကိုလည်းသိနေကြပြီ။ရွာရဲ့အဖြစ်ဆိုးကြီးကိုလည်းသူမကြောင့်သာဖြစ်လာတယ်လို့အားလုံးကတွေးထင်ထားကြတယ်။ဒီနေ့တကြီးနဲ့ရွာသားတွေစုဝေးတိုက်မြင်ပေမယ့် စေတနာဖြည့်ရှင်မှုအပြည့်မပေါ်ကြဒါပေမဲ့စီဝေးကိုနားလိုက်ပြီးစီဝေးနားလဲရတာလေအတူဝချဖို့အချိန်နီးကန်နေရကြောင်းပဲပုံမှန်ဆုံးပါသူတို့ရှက်ရွာတလေရအိရှိမှခေါင်းတလားထုတ်ပြီးသုံးရထားလေးရှိပေမဲ့ထူးဆန်းတာလောက်ဝင်ညမှာအိုးရည်တေးဆုံးရတဲ့အလောင်းတွေကနေချင်းညချင်းမှာမိလောင်တလို့ရုပ်ပြက်ဆင်းပြက်ဖြစ်ပြီးပုတ်တက်တာကြောင့်ချက်ချင်းတကြိုးရခြင်းပဲရွာပြင်တင်းချိုင်းအထိရွာသားချိုးနေတူတကြီးကိုယ်တိုင်ပါလာပြီး အလောင်းမြေချတကြူပြင်းစင်နေမနဲ့တရားကြိုတင်ပြီးတူးထားတဲ့တွင်းရှိရာကိုအသူဘောင်ကိုထန်ပိုးပြီးတဲထုတ်သွားကြတယ်။တကြီးနဲ့ခက်လန့်လန့်မှနေကတော်တော်ပုံလဲရှိနေတယ်။ရွာသားတွေကအသူဘကိစ္စလုံနေကြရပေမဲ့ရွာရဲ့အခိုက်အနောက်ရှက်တွေကြောင့်တွေးမိတိုင်းဘယ်နေ့ငါအလဲရောက်မလဲဆိုတဲ့စိုးရိမ်စိတ်တွေနဲ့လောက်ကင်နေရတယ်။အလောင်းကိုတကြူဖို့တွင်းနီးရောက်တော့ထန်လာတဲ့အခေါင်းကိုအာရချထားတယ်။ပြီးတော့တွင်းနဲ့မချခင်အလောင်းရဲ့ချီမကျိုးလက်မကျိုးတွေကိုဖြတ်လိုက်ကြတယ်။ သိဆုံးသူရဲ့မိသားစုဝင်တွေရလေပျက်စီးနေရဲ့မျက်နှာကြီးကိုနောက်ဆုံးကြည့်နိုင်ရင်ငိုသူကငိုနဲ့အလုရှုံနေကြတယ်။ဒီအချိန်အခောင်းမြေချမဲ့တွင်းနေရနေအာပါတရာရှိမောလိုက်တဲ့တိုင်ထွက်ပေါ်လာတယ်။အနည်းမှရှိရလူတွေအနဲ့တကြားကိုယ့်ရကာယဖြစ်ကုန်ပြီးအခောင်းကြီးကိုကြော်ခွပြီးခဝဲဝဲနေကြတယ်။နေကင်းကြောင်တောင်တော့တရေ၆တယ်လို့ထင်နေကြသူတွေကလည်းထူးဆန်းကြည့်နေတယ်။တွင်းထဲကိုလည်းဘသူမှသွားမကြည့်ရဲ။ထဲမှာလည်းတဟားဟားနဲ့အော်ရီနေတာကို အားလုံးအတိုင်းသားကြားနေရတယ်။ခဏကြာမှတွင်းတရတစုံတရာခုန်ထွက်လာပြီးလူအုပ်ထင်းပြေးဝင်ပြီးဟေးဟေးအယူတွေအယူတွေသွားအမလီလန့်လိုက်တာဟဲ့တရေချင်းလို့အေးဟဲ့ဖြစ်ရလေချင်းအယူနေရရဆဆငါတို့များအယူတွေဒီကောင်ဘာလာရှုပ်တာလဲကွာဟေးယူသွားစမ်းဝေးဝေးစိတ်ညစ်ရတဲ့ထဲသွားကွာစိတ်ညစ်နေနေတေးမှာပဲငါလူပြောနေလဲတေးမှာပဲဘာဖြစ်ထူးဆန်းလို့တော့ခုရောတယောက်သေးပြန်ပြီမို့လားဟမ်သေးမြှောက်လိုက် အရှူကပစက်တဲရှိရာပြောပြီးတင်းကျိုင်းပြင်ခုံပေါက်ပြေးလွှားနေတော့တယ်။နေဝင်သေးတော့ဘုတ်ကအရှူကြောပြင်လှမ်းနေနေတယ်။တကြီးဦးမြင့်ရွှေကဘာမှမကြည့်ပဲခေါင်းကိုအောက်မှာတာငုံနေတယ်။ဒီလိုနဲ့အလောင်းမြေကြောင်ဝမ်းဝမ်းဆောင်ရွက်လိုက်ကြတယ်။တင်းကျိုင်းပြင်ပြေးထွက်သွားတဲ့အရှူကရှေ့ခလန်းလန်းကိုကြည့်တော့အပေါ်ကယောဂီဝတ်တွေနဲ့လာနေတဲ့အသက်30ကျော်အရွယ်ယောက်ျားနှစ်ဦးကိုလှမ်းမြင်ရတယ်။ဒီခါအရှူကယောဂီဝတ်တွေဝတ်ထားသူနှစ်ဦးထံအပြေးတစ်ပိုင်းသွားတော့တယ်။တစ်ဖက်ကလည်းအရှူကိုရက်ကြည့်နေတယ် သူတို့နားကိုအယူရောက်လာတော့အယူကသူတို့ကိုခြေစုံကောင်းစုံကြည့်ပြီးအနီးနားကိုရှာတယ်။ဒီနောက်လက်မောင်းလုံးခန့်ရှိတဲ့ဝလုံးပိုင်းကိုကောက်ကင်လို့ယောဂီဝိတ္တွေတယောက်ကိုတယောက်ကြည့်ကြတယ်။အယူကဝလုံးပိုင်းကိုထမ်းပြီးဟန်ပါပါနဲ့မင်းတို့အောင်လန်းဆရာဝေလား။မဟုတ်ပါဘူးနောင်ကြီးဟာ။အောင်လန်းဆရာမဟုတ်ပါဘူး။ကျုပ်တို့ခရီးသွားတွေပါ။လမ်းမှာခက်ခဲကြုံတဲ့သူတွေကိုကူညီနေတဲ့ထက်လန်းဆရာတွေပါ။ဒါဆိုကျုပ်ကိုတခုကူညီပါဗျာ။ပြောပါနောင်ကြီး။ ကျုံမင်းမောင်မိရှုတက်သွားတဲ့အောင်လန်းဆရာကိုရှာပေးဗျာကျုံမင်းပြန်ရှုတက်မယ်အရှုမျက်နှာချက်ချင်းငုံမလို့ဖြစ်ပြီးတဲ့နောက်မျက်ရည်တွေစီးကျလာတယ်ဒီနောက်တက်မယ်လို့စက်တိုက်អော်ရင်းဝရင်ပိုင်းကိုထမ်းပြီးဝေးရောက်ထွက်သွားပြန်တယ်ယောဂီဝင်းနဲ့နှစ်ယောက်လဲရွာပြင်တင်းကျိုင်းမှာအာသူဝချနေရလှမ်းမြင်ရတဲ့ပြင်ရှေ့ရရေကျော်ရွာကြီးကိုလှမ်းကြည့်တော့ရွာဝင်းကျင်မှာမကောင်းတဲ့မိစ္ဆာပြောကငွေတက်တွေတွေ့နေရတယ်ဒါကြောင့်နှစ်ယောက်သားတယောက်ကိုတယောက်သဘောပေါက်စွာနဲ့ကြီးနိုင်ကြပြန်တယ် ဒီနောက်သူတို့ခရီးကိုသူတို့ဆက်သွားကြတယ်မကြခင်တကြီးနဲ့အတူရွာသားကြီးလည်းအတုပကိစ္စပြီးစင်းလို့လာလန်းအတိုင်းပြန်ခဲ့ကြတော့ယောဂီဝေးနှစ်ဦးနဲ့စုံမိတယ်ဒီကတော်ဘုတ်ကအကဲခတ်လိုက်တယ်နှဝင်တဲ့ဖြစ်ပေမဲ့ကမီယာပညာရက်တွေလိလလိုက်စားတဲ့တော်ဘုတ်ကဒီနှစ်ဦးရဲ့အသွင်နဲ့ကိုရှိန်တွေကိုကြည့်ပြီးအစွမ်းထက်တဲ့ဝိစာယနာလောကီဆရာကြီးဖြစ်တာခံမှန်းမိတယ်တော်ဘုတ်လည်းမိမိကိုယ်ကခေါင်းဆွဲနဲ့တွေဖဲခွာမသွားစေဖို့ဒီနှစ်ဦးကိုလက်အုပ်ချပြီးအယူသေးပေးလိုက်တယ် ဒီအချင်းရောက်တကြီးနဲ့ကြည်နေတယ်။ဆရာတို့ဘယ်ရက်ကကြွလာပါလဲရှင်။ကျွန်တော်တို့ပုပ်ပန်းရက်ကနေတပြည်လုံးနှံခီးထွက်လာတာနှစ်ချီနေပါပြီ။ကျွန်တော်နမရထင်ရှားလို့ခေါ်ပါတယ်။ဒါကျွန်တော်ညီငယ်ကြော်စောပါ။ဖယားဖယားဒါဆိုမြေရှောက်ဝိဆာကြီးဆရာမျက်စံထွန်းရဲ့လက်ရင်တပည့်နှစ်ဦးဟုတန်ကဝေကြောက်ကဝေညီနောင်ပေါ့နော်။ကျုပ်တို့ဆရာကိုသိနေပါလား။ခန့်ငယ်ကဆုံဝူးပါရဲ့ဆရာတို့ရဲ့နှစ်ပေါင်းကြာလှပါပြီ။ဝိဆာပညာရေးကျောင်းသား အမြင်ငယ်ရွယ်နေရဲ့ဆရာကြီးကအသက်35နှစ်အရွယ်တိုင်းထင်ရပြီမေခုဆိုအရွယ်ရပြီပေါ့ကျမတော်မှ90ဆုံးပြီဟုတ်ပါဗျာဆရာပုပ်ပါမှာဒိတ်တန်ရှင်တို့ကြံခဲ့ပါတယ်ကျုပ်တို့သာခြေဆက်လာရဲဆိုပါတော့အခန်းတင်လိုက်လေချင်းဆရာရေကျမတို့ရွာကိုကဲနိုင်ဖြစ်ခဲ့ပါအောင်ဟောရရွာတကြီးဥမြင့်ရွှေပါဆရာ ကျမနဲ့ဝင်သေးဒေါ်ဘုံတဲ့ရွာမှာအခိုက်တွေဖြစ်လူတွေတည်နေရဲ့ဆရာဘလို့ဖြစ်ရတာလဲဗျကဲပါတကြီးရဲ့ရောက်မှပြောကြပါဆိုရင်ပူစုံဧကန်ပြရစီအောင် ဆရာတို့အားကိုးပါတယ်။ဟုတ်ပါတယ်ဆရာတို့ရေ။ကျုပ်တကြီးကိုယ်တိုင်ရွာကိုဆရာတို့လက်ကိုအပ်ပါတယ်။ကုညီနိုင်ကုညီပါ။ကျုပ်ဒီရွယ်နဲ့မသေးကျင်သေးဘူးဗျာ။ဒီလိုပြောတော့တပုတ်ကတကြီးကိုစောင့်ကြည့်တယ်။ကျော်စောနဲ့ထင်ရှားလို့လေကုညီတောင်းခံလာလို့လက်ခံလိုက်ကြပြီးတကြီးအိမ်ကိုရောက်ကြတော့ဖြစ်ပြပုံကတော့အဲ့ဒါပါပဲဆရာတို့ရေ။လာခွေညာရှောက်တိုင်းရွာသားတူဦးတော့ဖြည့်ဆူးကြုံရတာပဲ။ခုလေညာတယောက်ဆုံးလို့မြေမကောင်းတာနဲ့ချက်ချင်းတကြူရတယ်။ကျုံနဲ့ဆွေမျိုးမကင်းပါဘူး။ ဒီကိစ္စတော့ခက်ပါလေဗျာကျုပ်တို့တက်တိနားလေသေးပြီးတော့ကုညီပေးလို့ရပါတယ်ဒါပေမဲ့ပြည်တနာအရင်မျိုးကိုတေချာမသိရသေးပဲအာမမခန့်ကျင်သေးဘူးအခုဖြစ်ရမျိုးမကြုံတွေ့ဘူးသေးလို့ပါတကြီးကိစ္စမရှိပါဘူးဆရာတို့ရေတခြားလင်အာကိုအထာ ပြုတ်ဆရာမရှိပါဘူးဆရာတို့အဆင်ပြေလို့သာ ဖြည့်ရှင်းပေးပါအာကိုပါတယ်ကောင်းပါပြီဗျာနောက်တစ်ကြိမ်နားကွေညာကြုံလိုက်ကျုပ်တို့တက်နေသလားကုညီပေးပါမယ်ဒီတလတာတော်တွင်ပါတော့ ပြင်ဆင်စရာရှိတာပြင်ဆင်ပါဦးမယ်။တနာလုံးကြုံရင်မှတဲခုပါနော်။ဆရာတို့လိုအပ်တာကိုလည်းပြောပါ။ရွာရဲ့အုပ်ချုပ်သူတယောက်အနေနဲ့အားလုံးဖြည့်ဆည်းပေးနိုင်ပါလေ။ကောင်းပါပြီဗျာ။တကြီးကအဖြစ်ဆိုးတွေကိုကြောက်နေပုံရတယ်။အာကိုရမှန်သမျှနားမခေါ်ထားခြင်းသလိုကြောက်လန့်လန့်အလွန်ကြီးနေတာကြော်စုံနဲ့ထင်ရှားလို့သတိပြုမိတယ်။ဒီလိုနဲ့နောက်တစ်ချိန်နားကိုညာကိုရှောင်းအောင်စောင့်ကြရင်ပြင်ဆင်စရာရှိတာတွေကြော်စုံနဲ့ထင်ရှားလို့ဥဆောင်စီမံတော့တယ်။ရွာပြင်ရွာတွင်းအခြေအနေလက်ပတ်ကြည့်ရှုတော့ အားလုံးပုံမှန်အတိုင်းပဲရှိတယ်။ရွာနောက်ဝေးဝေးဖုံးကြောင်းနဲ့ထုံးစီတွေပြန်လေးရွာရှိနှက်စင်နဲ့အုပ်ရည်တွေရွာပြင်ခြောက်ရိုးလေးနဲ့လဲခွက်တွေတဏီတော်တွေနဲ့ရှုံတော်လက်ရပြင်တွေအားလုံးသူ့နေရာနဲ့သူသူ့ကြက်တည်ရင်နဲ့သူရှိတယ်။ကြော်စောနဲ့ထင်ရှားတို့ညေကိုနူးဘဝင်မကြတဲ့နေရာတစ်ခုတည်းအကြမ်းမဟုတ်ပဲရွာထဲမှာလုံးဝလူမနေတဲ့ချမ်းရကွက်ကြီးနဲ့အိမ်ပြန်လေးတစ်လုံးလို့ဖြစ်တယ်။ဒီဝင်းကျင်မှာပကောင်းနဲ့အမောက်ပြောကမိစ္ဆာငွေတက်တွေခန်းစားမိတယ်။လူမနေရကြပြီဖြစ်တဲ့ ဒီလိုနေရာဦးနေရာဟောင်းတွေမှာနာနာဘဝတင်ရတဲ့စီတွေရှိတဲ့တဲ့တဘာဝကိုလည်းနားလေတာကြောင့်ထူးတယ်တော့ဂယုမဆိုင်ကြနှူးသားစီဒီပြန်လေးရှိရရှောက်လာပြီးဇရက်ဦးလေးနာမှာနိုင်ရကိုကြီးထင်ရှားဘယ်နဲ့ထင်တော့အားလုံးကတော့ပုံမှန်မင်းကြီးနေတိတိကျကျတော့မပြောနိုင်သေးဘူးလက်ကွယ်ညာရောက်ရင်တော့သိရလိမ့်မယ်ကျိန်စာတစ်ခုလေလားအတိုက်စီရင်လားတစ်ခုခုပေါ့ကွာဒါမျိုးဆိုကျုပ်တို့ဆရာထုံးတို့သတိရတယ်ဗျာသူဆိုချက်ချင်းအာယုံခံနိုင်တယ် ျုပ်တို့ဆရာကြီးအစင်မပြည့်ရလားမသိဘူး။အေးဘန်လူလူနဲ့ဆရာကြီးနဲ့မတွေ့တာ နှစ်နဲ့ချီသွားပြီ။စုံကြမယ်တနေ့ရောက်ရင်တော့ငါတို့ဆရာကြီးနဲ့စုံစုံရမှာပါကွာ။ငါတို့ဆရာကြီးကစိတ်ချရတယ်ကွာ။ဟုတ်ပါတယ်လေ။ဒါနဲ့ရောကိစ္စပြန်ဆက်ကြအောင်စို့။ကျုပ်တို့ကြိုကြိုတင်တင်စစ်စစ်ကြည့်ကြင်ပြီ။ကိုကြီးဘလို့သဘောရတော့။ကောင်းသားပဲ။ငါတို့တက်ကြွမ်းတယ်လို့ကြည့်ကြတာပေါ့။တော်ချာနေအထက်ဆရာတွေလှုပ်နေပြီ။ဒါမှတနေ့နဲ့တို့ဖြစ်တယ်ဆိုရင်ဆရာကြီးကိုသိခါချတယ်လို့ဖြစ်နေပါဦးမယ်။ ျော်စုံးနဲ့ထင်ရှားလို့လေမျက်လုံးစုံမှိတ်ပြီးတန်ကဝေကြောက်ကဝေတွေကိုအနှိုးကာထာမန္တန်တွေရှုဖက်ခေါ်ယူလိုက်တယ်။လက်ထဲမှာကဝေရုံလေးတွေပါလာတော့တယောက်နဲ့တယောက်အချက်ပြခေါင်းငိမ့်ပြီးကဝေရုပ်တွေကိုရှာဖက်စင်နှုတ်လိုက်တယ်။ရွာပေါ်ကဖြတ်ကျော်သွားချိန်မှာကျော်စုံးနဲ့ထင်ရှားလို့သာမြင်ရတဲ့တန်လျက်ပမာကဝေဆက်တွေပြန့်လွတ်သွားခဲ့သေးတယ်။တန်ကဝေကြောက်ကဝေစင်နှုတ်ပြီးရနောက်ကျော်စုံးနဲ့ထင်ရှားလို့ရွာလေးပြန်ဝင်ခဲ့ကြတယ်။ကဝေရုပ်တွေနောက်လိုက်ပါခဲ့တော့ကဝေရုပ်တွေက ရွာတွေကလူမနေတဲ့ခြံကြီးနဲ့အိမ်ပြက်ပေါ်မှာတဝဲလင်လေးပြန်တန်းနေတယ်။နေထားကိုကြည့်ပြီး ရွာမှာဖြစ်နေတဲ့ပြဿနာတွေနဲ့ဒီခြံကြီးရဲ့ဆက်ဆက်မှုကိုသတိထားမိခဲ့တယ်။ကဝေရှုပ်တွေရှက်နေတဲ့နေရာမှာမကောင်းစွာငွေသက်တွေခန်းစားမိတယ်။ဒီနာကဝေရုပ်တွေဆက်လက်ထွက်ခွာရနောက်လိုက်ကြရင်ရွာအတွင်းမှာရှိတဲ့တာမန်ရွာသားတူအိမ်ပေါ်မှာဝဲပြန်နေရမြင်ရပြန်တယ်။ညီလေးဒါလာမယ့်လကွေညမှာဒုက္ခရောက်မယ့်နောက်ထပ်ရွာသားတူရဲ့အိမ်လို့ထင်တယ် ဖြစ်နိုင်တယ်ကိုကြီးဟိုမှာကဝေးတွေနောက်ဘက်ကိုပြန်တန်းသွားပြီလိုက်ကြအောင်စို့ကဝေးတွေရက်နေတဲ့နေရာကိုသေချာမှတ်သားထားရင်သူတို့နောက်ဆက်လိုက်တော့ရွာပြင်တင်းကျန်းကိုရောက်ခဲ့တယ်တင်းကျန်းနဲ့လည်းဆက်နွယ်မှုရှိမယ်လို့နှူးသားယူဆလိုက်တယ်ကဝေးရုပ်တွေဆက်ပြန့်ခြင်းမရှိတော့လို့တင်းယူလိုက်ကြပြီးတကြီးအိမ်ပြန်လာကြတယ်တကြီးအိမ်ကိုရောက်တော့ရွာလေပိုင်းမှာတွေ့တဲ့ရွာသားတူအိမ်ကိုမေးမြန်းတယ်တကြီးရွာလေးကပြင်တော့အိမ်နှစ်ဆောင်တွင်းနဲ့အိမ်ရှိမှာရေရင်းပြက်ကြီးရှိတဲ့အိမ်ကလူပနှစ်ယောက်ရှိနေတယ် ဘုသားတို့အိမ်ကိုပြောတာတင်နေကျုံမိတ်ဆွေပါပဲဆရာတို့ရေလေရှင်ရရှင်တူးဆိုပါတော့လာမဲ့လကွယ်ညာရှောက်ရင်သူ့အလှဲ့ပဲဗျဟုတ်ရဲ့လားဆရာတို့အေးဗျတေးကြရဲဆိုရင်တော့ကျုံမဟုတ်တာကံကောင်းတာပဲသူ့ကိုရောကဲလို့ရပါမလားစိတ်ချပါအဲ့ဒီညာဘဲရွာသားမှမသိစေရအောင်ဒီအတွက်လွတ်တာရှိရင်တော့ပြောတော့ဆရာတို့အာမနာပါနဲ့ကျုံတကြီးပါဆရာတို့လို့ရအကုန်ရနိုင်ပါတယ်ဒီအဖြစ်ဆိုးတွေကိုသာကာကွယ်ပေးပါ ျုပ်တို့သုံးသက်ကြည့်ရသလောက်တော့ပြဒနာရဲ့အရှင်းမြစ်တွေကလူမနေတဲ့ခြံရင်းနဲ့ရွာပြင်တင်းကျိုင်းမဲ့တကြီးဒီမတိုင်ခင်အဲ့ဒီခြံရင်းနဲ့တင်းကျိုင်းမှာထူးထူးခြားခြားဘာတွေဖြစ်ခဲ့သေးနေဒီလိုမျိုးတော့တကြီးမျက်စိမျက်နှာမကောင်းဖြစ်လာတယ်တစုံတစ်ခုကိုလည်းဖုံးကွယ်ထားသလိုရှိပြီးမျက်လုံးတွေကဟိုဒီဝေ့ကြည့်နေတာကြော်စုံနဲ့ထင်ရှားတော့အ깨ခတ်မိတယ်ကျုံလည်းတေချာတော့မသိပါဘူးဆရာတို့ရဲ့အဲ့ဒီခြံပြက်ထဲမှာတော့ဂျပန်ခေတ်အသက်ခံရတဲ့မိသားစုနဲ့ ဆုံးမလို့အများသတ်မှတ်ကြတဲ့မိန်းကလေးတူနေဘူးပါတယ်။ကြာလှပါပြီ။ဟုတ်ပါပြီလေ။ဒါနဲ့ကျုပ်တို့ရောက်စမှာရွာဝန်ခံကြီးအယူတယောက်နဲ့စုံမိသေးတယ်။သူအောင်ဒီရွာပဲလား။တခြားလား။ဒီရွာပါပဲ။ဆရာတို့ထမင်းစားကြပါအောင်။ကျုပ်သွားပြီးတော့ခုခက်လောက်မယ်။တက်တာလို့နေကြပါ။တကြီးစကားလွှဲပြီးထွက်သွားလို့ကြော်စုံးနဲ့ထင်ရှားတို့တယောက်မျက်နှာတယောက်ကြည့်ကြတယ်။ကိုကြီးတကြီးကပြောချင်မှမရှာဘူး။တခုခုပဲဗျ။ခက်တယ်ဗျ။ ယတနာကိုဒီလိုဖုံးကွယ်နေရင်တော့ကိစ္စလမ်းဆောင်အဖြေရှင်းမှုခက်မယ်။အေးလီဘာပဲဖြစ်ဖြစ်လက်ွယ်ညာရောက်ရင်တော့လူတယောက်ရဲ့အသက်အကြောင်းကဲကောင်းမှရဲ့နောက်မှကြည့်စီစဉ်တာပေါ့။အဲ့ဒီနေ့ကစပြီးရွာသားတွေကိုတကြီးရခေါ်ပြီးကျော်စောနဲ့ထင်ရှားဆိုရဲဆရာနှစ်ယောက်နဲ့တွေ့ပြီးတယ်။ဥဖိုးသားအကြောင်းကိုတော့ဆရာနှစ်ဦးကနှုတ်ပိတ်ခိုင်းထားလို့တကြီးနဲ့ထည့်မပြောဘူး။ကြောက်လန့်ပြီးရွာထွက်သွားရင်မလို့ဖဲပို့ပြီးတော့စိုးသွားနိုင်ပြီးမကယ်နိုင်မှစိုးလို့ပဲ။ ကျောင်းလန်ရဲ့ရွာသားအားလုံးလဲကြော်စုံးနဲ့ထင်ရှားတို့အားကိုးတယ်လူအတံမှန်သမျှဝိုင်းဝန်းကူညီပေးတယ်ကိုဖြစ်သူထင်ရှားရလဲရွာသားတွေကိုကိုယ်တိုင်စကားပြောပေးတယ်အားလုံးကြောက်လန့်နေရဆိုတာသိပေမဲ့အခုလကွေညမှာရွာသားတူတယောက်မှထိခိုက်မရှိစေရဘူးလို့ကျုပ်အာမခံပါတယ်နေဝင်မီဆိုတာနဲ့အိမ်တကားတွေအလုံးပိတ်ထားပါထုံးအောင်အသုံးပြုပြီးမိမိရဲ့အိမ်တကားမှာနိုင်ငံကြီးမိတ်ဆက်မကိုရေးဆွဲထားရပါမယ်ကျုပ်နမူနာဆွဲပြလိုက်မယ်အားလုံးမသိချမှတ်ထားပါ ထင်ရှားတဲ့တကြီးကိုရေကထုံနေငယ်ယူတယ်။ဒီနောက်တကြီးအိမ်တကားမှာနာငယ်အခရာကိုအမီးရှိရှိထုတ်ဆွဲပြီးအဲ့ဒီမီးကိုတစ်ဆက်သေးမှာနာငယ်ရဲ့ဥကောင်းပေါ်ကကြော်ပြီးတစ်ဖက်ကိုဝိုင်းနေအောင်ယူပြီးအမီးပြားမှအဆုံးသက်တဲ့နာငယ်ကမိစမကိုရေးဆွဲပြလိုက်တော့တယ်။ရွာသားတွေကလည်းမြေပြင်မှာတုံးနေတဲ့မျိုးလက်ညှိုးနဲ့တပုံရေးချစ်ကြည့်တယ်။ဒီလိုဆွဲပြရတဲ့စိတ်ချလက်ချနေဖို့လည်းမှားကျင်ပါလေ။လောက်ဝင်ညမှာကျုပ်တို့နှစ်ဦးလေးမိုးလင်းတဲ့အထိစောင့်ကြည့်ကြမှာဖြစ်လို့မစိုးရိမ်ကြပါနဲ့ နေဝင်သိဒေါ်ပုံရှိပါလားကျမဒီမှာရှိပါလေဆရာမေးဆရာရှိလို့ပါတော်တော်ဒီရွာရဲ့ကွင်းပိုင်နေပိုင်တွေကိုတော်တော်သိပါလားနောက်ပြီးတော့ပူစောပတ်သားရဲ့အလေးထားရှိဘူးလားရွာရဲ့ကွင်းပိုင်နေပိုင်ကကရင်ရိုးရနှက်ကြီးတပားပါပဲပူစောပတ်သားမှုတော့နှစ်ကုန်နိုင်လုံးလိမရှိပေမဲ့နှက်ပင်လို့မရတဲ့နှစ်တည်းပူစောပွဲဖြတ်ထားပါတယ်နှက်ကဘာလို့ပင်လို့မရတာလဲရွာမှာအဆောင်ရှောက်မရှိတော့တာအမှန်ပါပဲဆရာတို့၅နှစ်လောက်ရှိပါပြီကျမဘလို့ပဲပင့်ဖိတ်ပါစေနှက်မဝင်ဘူး အကြောင်းရင်းမင်းလို့လည်းမရတဲ့ပြီတေချာမသိရအောင်ကျမစိတ်ထင်နေပိုင်ရွာပိုင်တွေကိုပညာဆက်မြင့်နဲ့အမိတ်အာနာတွေနဲ့နှင်ထုတ်ထားပုံရပါတယ်တင်းချိုင်းဆောင်ပင့်ဖိတ်ပြီးတော့မင်းလို့ရောရမလားလုတ်ကြည့်ပြီးပါပြီဆရာတင်းချိုင်းရှင်မကြီးကိုယ်တိုင်ကြွရောက်လာပါတယ်အပြည့်ရှင်ကိုပြည့်ကိုခန့်ကြအချိန်တန်ရခဲ့မဲ့လူပေါ်လာပါလိမ့်မယ်လို့ပြောသားပါတယ်ဆရာခက်တော်တာပဲဗျာကျုပ်တို့အနေနဲ့ပြည့်တနာကိုဂါဂနာနာမသိရတဲ့အတွက်လာမယ့်လကွယ်ညမှာသာ ရွာကိုစောင့်ရှောက်နိုင်မယ့်ပြည်တနာပြည့်ပြည့်ဖြည့်ရှင်းနိုင်မှုဆိုတာကြောင်းရင်မှောင်သိရမှဖြစ်လိမ့်မယ်။ကျုပ်တို့လည်းဒီရွာမှာအမြဲရှိမှာမဟုတ်ဘူးဆိုတော့တခုခုတော့ဆုံးဖြတ်မှပဲ။ရွာသူရွာသားအားလုံးနဲ့နေဝင်တဲ့ဒေါ်ဘုတ်တို့အကြည့်တွေတညီတညွတ်တဲ့တကြီးစီကိုရောက်သွားတယ်။ရွာသားတို့ကထရရတော့တကြီးကကြပြားကြရထလာပြီ။ကဲအားလုံးပဲဒီနေ့တော့ဒီလောက်ပါပဲ။လောက်ဝင်ညရောက်ဖို့နှီးပြီမို့ဒီကဆရာတွေပြောတဲ့အတိုင်းဆောင်ရွက်ကြဖို့လည်းမမေ့ပါနဲ့။ကဲလောက်တွင်လည်းရှိကြအောင်မဲဆိုတော့ပြန်နိုင်ပါပြီ။ အားလုံးအိမ်ကိုပြန်နိုင်ပါပြီ။ရွာသားတွေအားလုံးတရားတော်ပေါ့ပြောဆိုရင်နေရင်တီးတီးပြန်သွားကြပြီ။ဒီလိုနဲ့လကွယ်နေကိုရောက်လာခဲ့တယ်။ကျော်စုံနဲ့ထင်ရှားလို့လေရွာပြင်စည်းရီပြန်လေးအနီးပြင်ဆင်စရာရှိရတယ်ပြင်ဆင်ကြတယ်။လူဦးသားမျက်နှာချင်းဆိုင်ထိုင်ပြီးသူတို့ရှိမှလေတန်ကဝေကြောက်ကဝေရောက်တွေကိုစီရှိတယ်။အလေမရှိထဲ့ထားရေးခြေဖလားတစ်လုံးရှိပြီးခြေဖလားပက်လေမှလေဂါရာတစ်ချောင်းနဲ့စမရီရေးဆွဲထားတယ်။ပြီးတော့လွေထင်းရစိမုတ်နေငယ်ကို ကျော်စောကကြေးပလာရဲ့လောင်းချပြီးတာနဲ့နှစ်ဦးလုံးရဲ့တန်ကဝေကြောက်ကဝေတွေကိုရေမှစိမ့်လိုက်ကြတယ်။ဒီနောက်သူဝနာဘူမေဂါထာကို38ခေါက်ရုပ်ဖန်မမ်းမှုတ်တယ်။ကဝေရုပ်တွေကိုကြေးပလာရေမှန်းထဲရဆက်ယူလိုက်တယ်။ပြီးတော့ပယောဂရဲ့အကြောင်းရင်းမှန်းမသိရသေးတဲ့ပြင်အခုမှကြုံရမှလည်းဖြစ်လို့လူရအောင်သုံးတဲ့ဆက်ကြီးတစ်ဆက်သုံးမှမန်တန်နဲ့လေရေကိုထက်ပြီးတော့မန်းလိုက်သေးတယ်။ရေထဲကိုထင်းလိုက်တဲ့ဆေးရလေသူတို့ဆရာမျက်စံတွန်းကိုတိုင် ပယောဂကုတ္တယာမှာသုံးနေစัจจဇေရီစေးတော်ကြီးဖြစ်ပြီးရေမန်းတစ်ခွက်မှာပြီးပြည့်စုံအောင်တိတ်ထိတင်ပြီးဖြစ်တယ်။သူတို့နှစ်ဦးလာစဉ်ကဒီမှာလုံးမှရှိတဲ့အိန္ဒဂါရီကနာငယ်ကင်းမိတ်တွေရေးဆွဲထားတာကိုလည်းအားရပွေတွေ့ရတယ်။ကျူတင်ကာွယ်တဲ့သဘောသာဖြစ်ပြီးအခုညမှာအရေးကြီးတာရွာလေပိုင်းကဥဖုသာအိမ်ဖြစ်တယ်။ကျော်စုံနဲ့ထင်ရှားလို့တူဦးကတင်ကြောင်းကိုသွားပြီးတူဦးကချံပြက်ကြီးကိုသွားဖို့တိုက်မိထားတယ်။ဒီနောက်ထင်ရှားကတင်ကြိုင်းချင်းကြီးပြီး ျော်စွန်ကချက်ပြက်ကြီးကိုသွားတယ်။ရီမောင်းကိုတကြီးထံပေးထားပြီးမဖိတ်စင်စီဘူးနဲ့အဖိုးသားအိနီးယားစောင့်ဖို့မှားလိုက်တယ်။ဒီလိုနဲ့မှောင်ရီပြိုးရာနေမိုးချုပ်လာခဲ့တယ်။လာမညာဖြစ်လို့နေဝင်နာနဲ့မှောင်မဲလာတယ်။ရွာသားတွေလည်းထုံးစံအတိုင်းတိတ်ဆိတ်ကုန်ကြပြန်ပြီ။ညင်ဦးရှံမှာဘလို့မှမထူးချပြီမေ။တကောင်ချိန်နီးနာတော့တင်းချမ်းရအရှိန်မဲတွေထွက်ပေါ်လာပြီးရွာဘက်ဥတီနာလို့ထိန်ရှားလေးနောက်ကနေထက်ချက်မကွာလိုက်လာခဲ့တယ်။ တင်းအတူကြုံစောရှိနေတဲ့ခြံပြက်ကြီးကလည်းအရှိန်မဲတွေထွက်လာခဲ့တယ်။ဒီအရှိန်မဲတွေပေါင်းစုံပြီးတကြီးရှိရာခက်ဝဲဝဲမှာဥဖိုးတာအိမ်ပန်ရွေ့သွားလို့ညီကိုနှစ်ဦးလည်းနောက်ကလိုက်လာကြတယ်။ရုတ်တရက်လေပြင်းတွေတိုက်ခတ်လာပြီးမိုးကြီးကျယ်ရွာလိုက်တော့တိုက်လီနဲ့ပတ်သက်တဲ့မိုးကဥဖိုးတာအိမ်တကားမှာရှိတဲ့နာငယ်ခင်ပိတ်စက်မကိုရှည်လောင်းပြီးဖြတ်သလိုမျိုးမထင်မရှားပြတ်သွားစေတယ်။ဒီအခါအရှိန်မဲတွေလည်းအိမ်တကားကြားတဆင့် အိမ်ထဲဝင်ရောက်သွားတော့တယ်။ပရိသတ်များရှင်ဒီနေ့ရဲ့တင်ဆက်မှုဒီလောက်နဲ့ပဲရှင်းနာကျင်ပါတယ်။နားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။